ချို့လူတွေကမပင်မလဲမခံခြင်းဘူးစားကြတော့လဲမရှောင်ခြင်းဘူးစီကြသေးတုံးလိုက်ရင်တော့ငါတော့ကြပါပြီလို့ထင်နေတဲ့လူတွေတကယ်ကိုမှားနေပါပြီဝိတ်ချတဲ့အခါပဲဖြစ်ဖြစ်အစီချတဲ့အခါပဲဖြစ်ဖြစ်အယူအဆအမှားတွေဂျင်းတွေနောက်ပြီးတော့ဒီအစီချစီးတွေအဲစီလောင်ကျွမ်းစီအစာတောက်စသည်ဖြစ်မှာအဲ့လိုဂျင်းတွေရောကြုံတွေ့ခဲ့ဘူးလားရှိလား နားနိုင်ပြောရရင်တော့ကျွန်တော်မှ knowledge မကျေဝခဲ့တာဆိုတော့ကျွန်တော်သုံးခဲ့ပါတယ်အစီကြကော်ဖီတစ်မျိုးကိုကျွန်တော်သုံးဆွဲခဲ့တယ်ပေါ့နော်အစီကြကော်ဖီတောက်မှငါအစီမြန်မြန်ကြမယ်ဟာဟုတ်တယ်အစီကြကော်ဖီတောက်လိုက်တာငါပိုကြလာတယ်လို့ပဲဒါပေမဲ့အဲ့အစီကြကော်ဖီကိုကျွန်တော်နှစ်လသုံးလကျွန်တော်ဆွဲပြီးတောက်ခဲ့တယ်ဒါပေမဲ့တောက်ပြီးတော့ကျွန်တော်ရက်လိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အားကားတော့ကျွန်တော်မရက်ခဲ့ဘူးကျွန်တော်ဆက်ပြီးတော့လုပ်တယ်ကျွန်တော်ခုနလိုပဲဆက်စားရတယ်ဆိုတော့ဝိတ်ကဆက်ကြနေတာပဲ ဆိုကျွန်တော်ဒါသိသွားတယ်ဩဒါဆိုရင်ဒါဟာဓာတ်ရိုက်ထိရောက်မှုမရှိတချို့လူတွေကမပင်မန်းလဲမခံခြင်းဘူးအစားကြတော့လဲမရှောင်ခြင်းဘူးအစီကြသေးတုံးလိုက်ရင်တော့ငါတော့ကြပါပြီလို့ထင်နေတဲ့လူတွေတကယ်ကိုမှားနေပါပြီဒီဥစားအမားတွေထဲမှာမှအစားလျှော့တာတွေ first in လောက်တာတွေထားอืมတကယ်အမားဆုံးကငါဘာမှမလုပ်ပဲအစီကြသေးထိုင်သွားရင်ဝိကြနေပြီဆိုတာပါပဲဒါဒီနိုင်ငံမှာအကောင်းဆုံးအစီကြသေးတုံးပြီးတော့ခင်ဗျအိမ်မှာပဲထိုင်ပြီးစားနေတာစား ဘာကားလေးမှားလိုက်ကြက်ကြော်လေးမှားလိုက်အားကစားလည်းမလုပ်ဘူးလုံးဝမကြသေးအောင်အမခိုင်ဒါတွေကလည်းယနေ့တစ်တိတိုင်အောင်ရှိနေတယ်ပေါ့နော်ရှိနေတယ်ပါလူတွေကလည်းခုနကပြောသလိုပြင်းတယ်အုံဖွားဆိုတဲ့ဟာမျိုးလိုချင်တယ်နောက်ပြီးတော့နည်းနည်းပပစီကြစင်းနဲ့ပတ်သက်လို့ supporting လုပ်ပေးတဲ့ဟာကြီးမရှိဘူးလားမဟုတ်လို့ရှိရှိပါတယ်အားကစားသမားတွေကိုယ်တိုင်လည်းတုံးတာမျိုးရှိပါတယ်ဒါပေမဲ့သူတို့လိုချင်တာညီလေးပြောသလိုစားချင်တာစားမယ်စားချင်သလောက်စားမယ်ပပဆက်ဆက်ကိုစားမှာ လောက်လောက်ရှားရှားမလုပ်ဘူးလမ်းတော်လျှောက်ချင်တာမဟုတ်ဘူးအဲစီကြစည်းတောက်ပြီးတော့တုံချွန်ဆိုပြီးတော့ဖြစ်သွားကျင်တာပေါ့အဲ့တော့ဇီဝရေးသမားတွေအဲ့ဒါကိုဇောင်းပေးပြီးတော့ယူတာရှိတာပေါ့ technically ပြောရရင်တချို့စီကြစည်းတွေဆိုရင်ဒါဝမ်းသွားရင်စီတွေပါသွားတယ်ပါညာပေါ့နော်တကယ်တော့အဲ့ဒီကောင်တွေကကိုစားလိုက်တဲ့အစားတောက်မှာပါတဲ့အစီကိုမစုပ်ယူဘဲနဲ့တခါတည်းအောက်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့အာအစီပါသွားပြီရဲ့ကျွန်တော်ကိုယ်တိုင်အဲ့ဒါလေးလည်းဖြတ်တန်းခဲ့ဘူးပါတယ်ကျွန်တော်ကလေးတော်ကလည်းအဲ့လိုအစီအမေကအစီကြသေးဝယ်တိုက်ခဲ့ဘူးရောနော်ဒီကကျွန်တော်တောက်တယ် ဘယ်လောက်ဒီဆိုလဲဆိုတော့ကျွန်တော်ចောင်းသွားရင်လည်းចောင်းပါပါဝမ်းမထိနိုင်တဲ့အထိပါပဲတကယ်လည်းပဲကျွန်တော်တို့တန်ရှင်းလေးလုပ်တဲ့အခါမှာအစီရပါပါတယ်အစီရပါပါတယ်ဆိုတော့ဒါတွေကတကယ်တော့နီလအမားတွေလို့ပဲကျွန်တော်ပြောပြရသည်အဲညီမစီဝါရောပို့ခတ်တာလည်းမဟုတ်ဘူးကျွန်တော်ပြောချင်တာမသုံးဆွဲနဲ့မဟုတ်ရပါတယ်သုံးဆွဲချင်သုံးဆွဲပါဒါပေမဲ့ကျွန်တော်ခုနပြောသလိုမျိုးဘာမှမလုပ်ဘဲဘာစားမှမလျှော်ဘဲနဲ့တော့ဒါကြီးသုံးပြီးတော့ချချင်နေဆိုတဲ့အယူအဆကြီးကိုတော့ မစွဲကင်ထားပါနဲ့လို့ပဲကျွန်တော်ကအကြံပေးချင်တာပါအဲ့ဒါပါပဲအဲ့ဆေးတွေကတော့သူဆေးတွေကတော့ holistic တွေပေါ့နော်ဆရာဝန်လမ်းညွှန်ကြတဲ့အရန်ဝိုင်းလူတွေတော့တောက်တာရှိတယ်အဲ့မဲ့ညီပြောသလိုပဲဒါကြီးကနတ်ဆေးစားစီတော့မဟုတ်ဘူးဒါရင်ဘာမှမလုပ်ဘဲနဲ့ဒါကြီးထိုင်တောက်နေတာကြီးကတော့ဖြစ်လာမှာမဟုတ်ဘူးအားတော့ပုံမှန်လင်းလင်းပြပြတတအကိုလိုမျိုးချိန်မကုန်မှုပေါ့နော်ဝါလုံနေတဲ့လူတွေကို message ပေးရတော့ကောင်းပါပုံမှန်လင်းလင်းပြောရမယ်ဆိုကျွန်တော်နဲ့ကျွန်တော်အမေနဲ့ပဲနှိုင်းရှင်တော့ညကျွန်တော်အမေလည်းပဲအဲသူလည်းအနေနဲ့ပါပါ ပြန်ပြီးပြင်ကျင်လာတဲ့အနေအထားမျိုးတွေရှိခဲ့တယ်ဆိုတော့ तू လိုင်းမော်စီဂျာဆေးတွေမှားတယ်စီဂျာကော်ဖီတောက်တယ်စီဂျာကော်ဖီတောက်တယ်ဒါပေမဲ့အစားအစားဒီမှာအမေကစားတယ်သူကအမေကအဲ့လိုတစ်ခါလေးစားတယ်အပြီးွားရင်မေတို့ကကြတော့စီဝါးရေးလောက်ရတာဆိုတော့အများနဲ့ထိုင်ရတယ်ဟွန်း तू စိတ်ကြစိတ်တက်ကြလာတယ်ကျွန်တော်ဖွင့်ပြောခဲ့တာမျိုးတွေရှိတယ်စီဂျာကော်ဖီကတကယ်လည်းမကြပါဘူးဟာဆိုတော့ကျွန်တော်ကြပါလို့ကြတယ်အဓိကလူတယောက်ကလှုပ်ရှားမှု ကျွန်တော်ပြောတာဘာမှမလုပ်ရင်နေလမ်းလေးပဲလျှောက်ပေး။လမ်းလေးလျှောက်မယ်။ activity များသွားတယ်လူတယောက် activity များသွားတယ်။အစားလျှော့တယ်။ဆိုရင်အဲ့လူက weight ကကျအောင်ကျတယ်။အဲ့တော့ခုနကျွန်တော်ပြောချင်တဲ့အယူဆအမားဆုံးအယူဆ weight အမြန်ချရင်လူရဲ့အမားဆုံးအယူဆနံပါတ်1ကဘာမှမလုပ်ချင်ပဲဘာမှ effort အားစိုက်ထုတ်မှုမလုပ်ဖဲနဲ့အစီကြသေးကိုယုံကြည်တာနံပါတ်1အမားဒုတိယကျတော့အစားအသောက်ကိုအလွန်အကျွံဖျက်ချတာအဲ့ဒါဒုတိယအမားတတိယကတော့ကိုကိုကိုနည်းနည်းလေးမှ ပေးမမခံကျင်တာအဲ့ဒါပါပဲကောင်းပါတယ်ဒါကလည်းညီလေးရဲ့သူ့ရဲ့ကိုပိုင်အတွေ့အကြုံသူ့မိသားစုထဲမှာဖြစ်နေတဲ့ပုံစံလေးကိုဒါ exam ပေးပြီးတော့ပြောသွားတာပေါ့နော်ပန်နယ်မားတယ်ဆိုတာထက်ဒါညီလေးရဲ့အတွေ့အကြုံလေးကိုဒါသူကရိုးရိုးသားသားပုံပုံလေးနဲ့ပြောပြပေးတာဖြစ်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒါနောက်တစ်ပိုင်းကိုဆက်သွားလိုက်အောင်ဒီပိုင်းမှာတော့ညီကအောင်မြင်မြင်နဲ့ transform လုပ်ပြီးသွားပြီပြီးတော့ဒီရလက်ကိုဘယ်လိုမျိုးရေရှည်ထိန်းနိုင်မလဲဆိုတာသိသွားအဲ့အချိန်မှာ မြည်လိုချင်တဲ့ပြစ်ချင်တဲ့ better version ရောက်သွားပြီအဲ့မှာဘာအကျိုးကျေးဇူးတွေခံစားရတတိပုဂ္ဂလကိုယ့်ရဲ့ feeling ကျွန်တော်အကျိုးကျေးဇူးကိုစပြောရမယ်ဆိုတော့နံပါတ်1ကတော့ကျမ်းမာရေးပါอืมကျမ်းမာရေးပါဘာကြောင့်ဆိုတော့ကျွန်တော်ခုနပြောခဲ့တယ်ကျွန်တော်ခလေးတုန်းကအသေးအစီဖုံးနေသွေးတိုးရှိတယ်ကျွန်တော်အဲ့ဒါတွေအခုချိန်ဘာမှရှာမရတော့อืมကျွန်တော်အခုချိန်ချင်းသွားပြီးတော့ body scan သွားဆေးရုံမှာသွားဖက်လိုက်ကျွန်တော်ရှာရမှာမဟုတ်ဘူးဘာကြောင့်ဆိုကျွန်တော်ကမှန်ကန်တဲ့စားသောက်မှုရှိသွားပြီကျွန်တော်ရဲ့ နေကလူက daily activity မှာလမ်းလဲလျှောက်တယ်ကျွန်တော်ကျောင်းနေသွားလမ်းတွေပါလျှောက်ရတယ်ဗျာပြီးကျွန်တော်နေ့တိုင်း training ဝင်တယ်ဆိုတော့ကကျွန်တော်ရဲ့ယောဂါတွေပျောက်ကင်းသွားတယ်ကျွန်တော်မှာယောဂါ train through တော့မရှိဘူးသို့တော့နာလာကျင်တာလေးကလွယ်လို့ပေါ့နော်ဒါကတော့ကျွန်တော် training ဝင်တဲ့ခါနာလာကျင်တာလွယ်လို့အဲအဲ့ဒါပဲကျွန်တော်မှာယောဂါဆိုလို့ပြောရဆိုလို့ဒါပဲရှိတော့မယ်ယောဂါ train through မရှိဘူးဒီအရွယ်မှာကျမ်းမှာတွက်လက်လာတယ်ဆိုတော့ဒါနံပါတ်1အကျိုးကျေးဇူးကျမ်းမာရေးနံပါတ်2ကတော့ပုံကိုရေးပုံကိုရေးရပါလေဆိုတော့ကျွန်တော်ရဲ့ခုနဟို ဝိတ်ချခဲ့တော့အခြေအနေပေါ့နော်အင်းကြီးလှန်ကြည့်တဲ့အခါကိုယ့်ကိုတိတ်ငယ်တာအားမရတာ insecure ဖြစ်တာ confidence မရှိတာလေမရှိတော့ကျွန်တော်ကကိုယ့်ကိုကို confidence ရှိတယ်အင်းကြီးဝစ်လိုက်တိုင်းအာအင်းကြီးဝစ်လိုက်တိုင်းငါအင်းကြီးအောက်မှာဘာရှိနေလဲဆိုတာကိုသိတဲ့အတွက်ငါခန္ဓာကိုယ်ကဘယ်လိုပုံစံဖြစ်နေတာလဲဆိုတာကိုသိတဲ့အတွက်ရဲရဲဝံ့ဝံ့ချင်းကော့ပြီးတော့သွားရဲတယ်လူတွေနဲ့ထိတွေ့ဆက်ဆံရမှာလေအရန်စိုးရိမ်မှုစိုးရုံမှုမရှိတော့ဘူးဒါတော့ ပုံကိုရေးပေါ့နော်ပုံကိုရေးနံပါတ်3နံပါတ်3ကဘာလဲဆိုတော့ကျွန်တော်တို့လူငယ်တွေကြားထဲမှာလူငယ်တွေကြားထဲမှာလူတွေကတော့ပြောကြတယ်ဗျဝါမလှတာတို့အဲဝါတာကဟမ်းဖြစ်ပါဘူးလှတာဘာလို့ရမှာလဲဝါတာဖတ်ထားလို့ရတယ်အဆမ်းသင်းအာဝါတာကကိုခန္ဓာကိုယ်နဲ့ကိုပဲလေကိုစားနိုင်လို့ကိုဝါတာဟုတ်ပါတယ်ကိုစားနိုင်လို့ကိုဝါတာကျွန်တော်လည်းဘာမှတော့မပြောပါဘူးဒါပေမဲ့ဗျကျွန်တော်ပြောမယ် လူတိုင်းလက်ခံရမယ်အမှန်တရားတစ်ခုရှိမယ်အသက်20နဲ့40ကြားမှာကျွန်တော်လေ့လာထားသလောက်အရေးကြီးဆုံးအရာနှစ်ခုပဲရှိနံပါတ်1ကပတ်စံနံပါတ်2ကရုပ်ရည်ပုံမှန်သွင်းအဲ့ဒါကို blind ပြောတာမဟုတ်ကျွန်တော်များစွာကြုံတွေ့ခဲ့ပြီးမှပြောတာဖြစ်တယ်တကယ်ကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံပြီးတော့ကိုယ်တန်ဖိုးထားတဲ့လူတစ်ဖက်ကိုတန်ဖိုးထားပြီးလို့ရှိနိုင်လိမ့်မယ်သို့တော့တရားမှာဆဲရောက်ဒီ message လေးကတော့ တော်တော်ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းအပြေးဝလက်ခံတယ်ဒီပတ်စံရှိခြင်းမရှိခြင်းကအများကြီးမဟုတ်ဘူးကျွန်တော်တို့ဒီလမ်းထိပ်ကစီတီမတ်လိုဟာမျိုးပဲသွားလိုက်တံမိုးကြီးတဲ့ပစ္စည်းရှိတဲ့ကောင်တာနားမှာစုပ်တိစုပ်ပြန့်နဲ့သွားပြီးတော့နေကြည့်လိုက်ကြည့်တဲ့အကြည့်တွေကတမျိုးကျွန်တော်ကိုယ်တိုင်လည်းအများကြီးကြုံဘူးပဲပရိဘောဂဆိုင်တစ်ခုမှပေါ့နော်အဲ့တော့အဲ့ဒီမှာပတ်စံရှိခြင်းမရှိခြင်းကလူတွေကဒါအပေါ်ယံပါညာအတွင်းစိတ်ကအဓိကလျှောက်ပြောနေတာတကယ်တော့အမှအများကြီးဆက်ဆံခြင်းခံရတယ် ောက်ပြီးတော့ physical appearance ပေါ့နော်ဒါစန့်ကျင်ဘက်လိန်ကြီးစိတ်ဝင်စားခြင်းစိတ်မဝင်စားခြင်းအိမ်တော်ပြုခြင်းမပြုခြင်းခဏထောင်ကျွန်တော်တို့အလုပ်လုပ်နေလုပ်ငန်းခွင်မှာအစဟိုနှာဘူးကြပြီးတော့ပါစားပေးတာမဟုတ်ဘူးဥပဒေရုပ်ကောင်းနေဆိုရင် meeting မှာပဲဖြစ်ဖြစ်တွဲဆောင်ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်အရှိကိုတွန်းဖို့ခံရဟိုဟိုလောက်ရကရင်မရှိဘူးဆိုရင်တော့ຢາດູမတိုးဘူးပေါ့နော်ဒါပေမဲ့အဲ့လိုအရေးချင်းချင်းတူတူရုပ်ရည်ကနည်းနည်းလေးအဆင်ပြေတယ်ခန္ဓာကိုယ်ကြိုးစားလေးပြည့်ပြည့်တယ်ဆိုရင်တော့ရှေ့ကိုပို့ပြီးတော့ရောက်စီဒါလေးကတော့အရေးကြီးတယ်ဒါလူတဘာဝလောက်ကျွန်တော်တို့ပြောလို့ရတယ်ဗျပြီးတော့ခုနကျွန်တော် စကားပြန်လည်ခံရသလိုတကယ်ကိုအရေးကြီးဆုံးဒီအချက်နှစ်ချက်ရဲ့အရေးကြီးဆုံးအသက်ရွယ်ပိုင်းခြား20နဲ့40ကြားမှာခင်ဗျားတို့ကြုံကိုကြုံတွေ့ရမှာဟုတ်တယ်တကယ်ကိုကြုံတွေ့ရမှာလေ40ကျော်သွားရင်တော့ဒါကတော့ကျွန်တော်တို့အသက်ရွယ်အရာရောကျွန်တော်တို့ရဲ့အထက်စီးပွားရေးအထက်အထိုင်ကျသွားတဲ့အနေအထားတစ်ခုရောကျွန်တော်တို့ရဲ့ရှေ့လျှောက်ဖြစ်လာမဲ့ကြုံတွေ့ရမဲ့တည်ခြင်းတရားပေါ့နော်အဲဒါတွေနဲ့ကြုံတွေ့ရမှာဆိုတော့ဒါတွေကတန်ဖိုးတာရေးပါခြင်းရေးပါခြင်းမှလည်းပါပါတော့မယ်သို့တော့ကျွန်တော်ပြောလို့အသက်20နဲ့40ကြားမှာရေးကိုပါပါလိမ့်မယ်ကောင်းပါ ောက်ပြီးတော့နည်းနည်းဆက်ဆက်သွားနိုင်တာပေါ့နော်ဒီကိုယ့်ကိုယ်ကို transformation လုပ်လိုက်တဲ့အခါမှာ confidence ရှိသွားမယ် confidence ရှိသွားတဲ့အခါမှာပြောရဆိုရလောက်ကံရကိုယ့် productivity လည်းညံ့တက်လာတယ်ဒါလည်းအထိုက်လျောက်ဆက်ဆက်ပတ်သက်နေတယ်နောက်တစ်ခုကကျမ်းမာရေးလည်းကောင်းလာတယ်ပို့ပြီးတော့ကိုယ် learn လုပ်နိုင်တယ်ပို့ပြီးတော့အလုပ်တွေပို့လုပ်နိုင်တယ်ပေါ့နော်ပတ်စံရှာလို့ပို့ပြီးတော့ကောင်းလာတယ်ပေါ့နောက်တစ်ခုကရုပ်ရည်အရင်မွေးရရနည်းနည်းရုပ်စင်းငါချုပ်တဲ့နေတာတော့ဂျင်မာတော့ပြုတ်ပြင်ပေးလို့မရဘူးလေဒါပေမဲ့ အရန်ဝါလုံးနေတဲ့သူတယောက်ကိုယ်ရည်လေးစစ်သွားတယ်မာဆယ်လေးတွေနဲ့သူကသူជីជីជីကောင်းတဲ့ပုံစံလေးဖြစ်သွားရင်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်မှန်တယ်နေနေလေးတော့ជីကောင်းလာတယ်ဟိုလုံးဝမြန်မာယောက်ျားကနေဂူဂျုံပြောတော့ဖြစ်မသွားဘူးမှန်တယ်ပိုပါလည်းဖြစ်မသွားဘူးဆိုတော့ဒါပေမဲ့အတော်အတင့်တော့ဒါជីကောင်းတဲ့ better version လေးကိုရတယ် the void transformation လုပ်ခြင်းက light transformation လို့ပြောလို့ရတယ် better version တခုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကညီဘလောက်အချိန်ယူခဲ့ရလဲပေါ့ဒါမှန်တယ်ညီရှိမှဖြတ်တန်းခဲ့ရတယ်တလွဲတွေ၃နှစ်လောက်ခဲ့တယ်အာဒီ ဘော transformation ဖြစ်ဖို့အစီအကြချင်းနဲ့မာဆယ်တင်ရင်းကိုလည်းလုပ်ခဲ့အမျိုးမျိုးမျိုးအများကြီးလုပ်ခဲ့ဒါပေမဲ့အတိအကျပြောရမယ်ဆိုရင်ဒါကာရီတွေလုပ်ပြီးဝိတ်ချခဲ့တဲ့အတုံးခဲ့အဲအမားတွေကိုတီးပြီးတော့အခုလက်ရှိခန္ဓာကိုရဖို့အချိန်ဘလောက်ယူခဲ့လဲနောက်တစ်ခုကအဲ့လိုတိတိကျကျသွားဖို့ဘယ်လိုမျိုးအသေးစိတ်တွေလေ့လာခဲ့လဲဘသူတွေရှိရလဲပြောဟုတ် ဟုတ်ပြီကျွန်တော်ဒီမေးခွန်းလေးကိုဖြေချင်ပါတယ်ကျွန်တော်ကအခုနောက်ကပြောလို့အမားတွေလီလန်းအမားတွေနဲ့ကျွန်တော်ခန္ဓာကိုပြောင်းလဲခဲ့တဲ့၃နှစ်ပေါ့နော်27 22 23ဒါပါ23အဲ23ကုန်ဒီ2024ထဲမှာကျွန်တော်ဟာဒီလီလန်းမားပြုပြင်ညို့ကျွန်တော်မကြိုက်တော့ပါဘူးဆိုတော့ငါအေချာပြောင်းလဲပဲအေချာပြောင်းလဲမယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးကြတယ်ကျွန်တော်ဘလက်ချင်းကမလုပ်ဘူးဗျအင်းကျွန်တော်ခုနပြောသလိုအများကြီးကျွန်တော်လေ့လာတယ်အဲလေ့လာတဲ့အချိန်မှာကျွန်တော်ခုနကျွန်တော်ပြောသလိုကျွန်တော်ပါစင်တယ်ရကျွန်တော်တွေ့ခဲ့တဲ့ ်ဆရာတွေကတော့ဆရာနိုင်ဦးရှိမယ်ဖစ်ဖော်လိုက်ရှိမယ်ဆရာမေခန့်ရှိမယ်ဆိုတော့ကျွန်တော်လေ့လာတယ်ဆရာနိုင်ဦးကကိုနန်နေအရင်များတာဖြစ်တဲ့အတွက်အဲကျွန်တော်အများကြီးတော့မကြည့်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကြည့်တယ်ကျွန်တော်မဲ့ဖစ်ဖော်လိုက်ကကြာတော့အဲသူကဟာဖစ်ဖော်လိုက်ကဆရာကြာတော့ဝိုက်ပုတ်တွေနဲ့တေချာရှင်းတဲ့အခါမျိုးမှာကျွန်တော်ကဘာလုပ်ခဲ့လဲဆိုရင်ကျွန်တော်စာရီချရေးတယ်ဟုတ်တော့အာငါတင်တဲ့မတက်နိုင်သေးဘူးဒါပေမဲ့ချရေးမယ် ရှင်းပြောရရင်ညာလောကမှာကျွန်တော်တို့ဒီ macronutrient တွေတွက်ရတယ်ဗောနော်ဒီတွက်ရတဲ့ ratio တွေပါရရှိမယ်ဆိုတော့အဲ့ ratio 20ကိုပါအတိအကျမဟုတ်တော့မှဒီဗောနော်အတိအကျနီးပါကိုကျွန်တော်တို့ sharing free sharing လုပ်ပေးထားတာဗျဆိုတော့ကျွန်တော်အဲ့ဒါကအရန်အထောက်ကူပြုခဲ့ကျွန်တော်အဲ့20ကိုခြားလဲတွက်တယ်ကျွန်တော်ကိုကျွန်တော်အတွက်လဲတွက်တယ်ကျွန်တော်တကယ်လဲကြောင်းလဲခဲ့တယ်ဒါပေမဲ့လို့ကျွန်တော်တို့ကဆရာမပြနီးမကြတဲ့အခါရှိပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ဘလောက်ပဲလေးလာလေးလာ ကောင်းဆုံးသော result ကိုရနိုင်မှာမဟုတ်ဘူးဟုတ်တယ်ဆိုတော့အဲ့လိုပဲကျွန်တော်လေ့လာရင်းနဲ့ football life ကဆရာကတခွန်းပြောထားလေးရှိတယ်ဘာလဲဆိုရင် body transform လုပ်တဲ့နေရာမှာတချို့က fitness ကျန်းမာကျန်းမာခြင်းတာခန္ဓာကိုယ်လေးကြည်လည်လှပခြင်းတာဒါတလိုင်းရှိတယ် body building မာဆယ် match တွေနဲ့မာဆယ်ကြီးထွားပြီးတော့လူကောင်းအကြီးဖြစ်နေတာတလိုင်းရှိတယ်ဆိုတော့ကျွန်တော်စီလာတဲ့လူဟာကျွန်တော်က fitness ပဲပြပေးနိုင်မယ် ဘော်ဒီဘီနင်းဆိုရင်ကျွန်တော်တက်တချွန်တဲ့ဆရာတွေကိုကျွန်တော်ပို့မှာလို့ပြောခဲ့တဲ့စကားတခွန်းကြောင့်ကျွန်တော်ဟာဆရာစီကိုသင်တန်းမယူဖြစ်ပါဘူးအဲ့တော့ကျွန်တော်နောက်ထပ်ဆက်ပြီးလေ့လာတွေ့ရှိမှုရဆရာမင်းခန့်ဟာဒီပြိုင်ပွဲဝင်တွေအတွက်ပဲ train ပေးတဲ့ဆရာဖြစ်တယ်ဒီတော်မဝင်တဲ့အတွက်အဓိကထား train ပေးတဲ့ဆရာဖြစ်တာကိုတွေ့ရတဲ့အတွက်ကျွန်တော်အခုလက်ရှိမှာတော့ဆရာမင်းခန့်ကကျွန်တော်ရဲ့ coach အဲကျွန်တော်ကိုအဲ training နီးပြပေးတဲ့ trainer ကတော့ဆရာစင်ပေါ့ဖြစ်တယ်ဆိုတော့ ဲကျွန်တော်နီလန်အမားကနေပြီးတော့နီလန်အမှန်ပေါ်တက်လာခဲ့တဲ့အချိန်ကာလဒီအခု6လကုန်သွားပါပြီဆယ်လတဲ့ကြောင်းနေပါပြီအခုကျွန်တော်ရဲ့ဒီလက်ရှိ body ဒီဆယ်လအတွင်းပြောင်းလဲထားတဲ့ body ဖြစ်ပါတယ်အဲ့တော့အမားတွေ3နှစ်လောက်လုပ်ခဲ့အမှန်ကိုဆယ်လလောက်လုပ်ယုံနေဒီလောက် result ရတယ်ဆိုရင်တစ်နှစ်နှစ်နှစ်လောက်လုပ်လိုက်ရင်ဒီထက်အများကြီးဖြစ်သွားနိုင်တယ်နောက်ပြီးတော့ဒီလိုမျိုးကိုသွားကျင်တဲ့ဟာကိုဘာလဲဆိုတာသိတယ်တကယ်လဲလိုက်လုပ်တယ်ဆိုရင်အချိန်ကုန်ရာကျိုးအရန်နဲ့3နှစ်လောက်ဒီလေခဲ့တယ် ပတ်ဆက်ဆက်အချိန်ကုန်ခဲ့ပြီ။ဒါနဲ့နောင်တရစရာမရှိဘူး။မရှိပါဘူး။ lesson learn မယ်။မရှိပါဘူး။ဒါပေမဲ့တိတယ်၊ပြင်တယ်၊ဆက်သွားတယ်။လမ်းမှန်နဲ့သွားတယ်၊ကိုးလာနဲ့လုံးဝတာအထင်သာ result တစ်ခုကိုရတယ်။ဒါတိတ်ကောင်းတယ် message တွေတစ်ခုဖြစ်တယ်။ဟိုနောင်တရရမနေနဲ့ဆက်လိလာပြင်သွားကိုဘာဖြစ်ရှင်တယ်လဲကိုရွေးချယ်ဆရာရွေးတာမှားရင်တော့ဒါတော့ဖြစ်မှာပဲ။အဲ့တော့တိတိကျကျပြပြတတရွေးဖို့လိုအပ်တယ်။ဆုံး message လေးတစ်ခုကတော့ညရဲ့ futures ပေါ့။ ဒီဘာဆက်လုပ်ဖို့ရှိတယ်ခုနကတော့ရှေ့မှာတော့ပြောခဲ့ပူရယ်ပေါ့နော်ဒါပြိုင်ပွဲဝင်တာကိုသဘောကျတယ်ဆိုတော့ပြိုင်ပွဲဝင်ရုံတက်တက်ပဲလားဒီကိုရီ industry ကိုဝင်လာပြီးတော့ဘာတွေဆက်လုပ်ဖို့ရှိလဲအဲအဲ့ဒါလေးတစ်ချက်ပြောပေးပါအဲကျွန်တော် အခုလက်ရှိပေါ့နော်လက်ရှိထားထားတဲ့ target ကတော့ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်နောက်တစ်နှစ်ခွဲအတွင်းမှာကျွန်တော်ခန္ဓာကိုယ်ရဲ့အကောင်းဆုံး result ကိုချပြမယ်ဆိုတော့အဲ့တစ်နှစ်ခွဲအတွင်းမှာချပြဖို့အတွက်ကျွန်တော်စူးစမ်းမယ်ရှင်းပြအောင်ပြိုင်ပွဲတက်မှာပေါ့ဗျာပြိုင်ပွဲတက်ရင်တော့လူတိုင်းက အကောင်းဆုံးသောမီလန်တွေကိုအကောင်းဆုံးသောခန္ဓာကိုယ်ချပြခွင့်ရတာတော့ဒါတော့လူတိုင်းပဲအဲဆိုတော့အခုနောက်ကကျွန်တော်တို့တချို့လူတွေက comment တက်လာနိုင်တယ်ဟဲ့အောင်မင်းမင်းခုနပြောသွားတာကိုးလာနေတဲ့ပြောင်းသွားမင်းစေးသုံးတာအဲဒါမျိုးတွေမေးလာနိုင်ရရှိတယ်ဘာကြောင့်ကျွန်တော်အဲ့လိုပြောရလဲဆိုအခုကျွန်တော်ကကျွန်တော်ဒီတိုင်းလေးပြောင်းလဲထားတာတော့မှတချို့ရင်းနှီးတဲ့တငယ်ချင်းတွေကတားရေးစေးသုံးလားဆိုတာမေးကြသေးတာဗျဆိုတော့ကျွန်တော်ဒီကိစ္စကလည်းဒါရှုပ်ထွေးတယ်ဗျဆိုတော့ကျွန်တော်ဆရာမင်းခန့်ပြောသလိုပဲကျွန်တော်က ကင်မွားတက်မယ်ဆိုရင်ကျွန်တော်ငပိအင်းနဲ့ကြက်ဦးနဲ့ဆိုစားလို့တော့များဦးလေဗျာတိုက်ကျွန်တော်တို့ကထိုက်တဲ့နဲ့စေးစွမ်းတော့တုံးရင်လည်းတုံးရမှာပဲဗျာอืมဆိုတော့အဲဒါတွေကိုလည်းအများကြီးဒီ CR Fit for Life ရဲ့ page ထဲမှာသွားပြီးလေ့လာနိုင်ပါတယ်တိုင်ဝမ်ဝင်တယောက်အရှိရ podcast မှာဆိုရင်တိုင်ဝမ်ဝင်တယောက်ကစေးသုံးနာနဲ့မသုံးနာနဲ့ဘလို့ကွာချားမှုရှိလဲဆိုတာကျွန်တော်တို့တွေ့နိုင်ပါတယ်ဆိုတော့ကျွန်တော်ပြိုင်ပွဲတက်ဖြစ်မယ်ဆိုရင်တော့ကျွန်တော်လည်းသုံးပြင်သုံးပြင်မှာပဲသို့တော့ကျွန်တော်အခုလက်ရှိခန္ဓာကိုကျွန်တော် natural ကြောင်းလဲထားတာဖြစ်တယ် အဲကျွန်တော်အခုလက်ရှိ target ကပြန်ပွဲတက်မယ်ဟုတ်ပြီပြီးတော့ကျွန်တော်အဲ့ဒါကျွန်တော် target နောက်ဆုံး target မဟုတ်ပါဘူးကျွန်တော်ကဒီ fitness industry ရဲ့ကိုဝင်လာပြီးတော့ကာအခုကျွန်တော်လေးလာထားရှိဆရာတွေလိုမျိုးလေးလာထားတဲ့ဆရာတွေလိုမျိုးဆရာနိုင်ဦးဖေဖော်လာဆရာမေခန့်တို့လိုမျိုးတကယ်မှန်ကန်တဲ့ real fat တွေကိုပြန်လည်မျှဝေနိုင်တဲ့ trainer တယောက်အဖြစ်ကြိုးစားมาဖြစ်တယ်အဲ့ဒီအပြင်ကိုကျွန်တော်ကိုချင်းစားတယ်ကျွန်တော်နားလေတယ်ခုနလိုပေါ့ ျွန်တော်3နှစ်တာ3နှစ်တာပြ3နှစ်တာအချိန်ဆိုတာဟိုခဏလေးလို့တော့ထင်ရပြီမယ်တကယ်တော့မဟုတ်ဘူးနော်မဟုတ်ဘူးဗျ3နှစ်တာဒီ3နှစ်တာကာလကြီးကိုနီးမလမ်းမနဲ့စူးစားပန်းစားကြီးကျွန်တော်စူးစားလမ်းစူးစားပန်းစားကြီးလုခဲ့တာပဲဒါပေမဲ့နီးလမ်းမနဲ့တော့ကျွန်တော်ထိုက်တင်တဲ့လောက်မရဘူးထိုက်တင်တဲ့အကျိုးခံစားခွင့်မရဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်လူမျိုးခက်ခဲဖြစ်နိုင်တဲ့လူတွေကိုကျွန်တော်မှန်ကန်သောနီးလမ်းပြပေးခြင်းနဲ့ trainer တယောက်ဖြစ်ခြင်းနဲ့ဒါကတော့ကျွန်တော်ရဲ့ရွေးချယ်နံပါတ်1ပေါ့ဆိုတော့ဒါတော့ကတော့အဲ့လောက်ပါပဲ ဒါဒီ finite energy တွေကရွေးချက်ကတော့ကျိုးဆိုပါတယ်အကိုတို့ industry မှာကျတော့ဒါလူတိုင်းကတော့ကိုကြိုက်တဲ့အတံမေးဝမ်းကြောင်းရေးချွဲခင်ရှိတယ်။တချို့ကလည်းငွေရလွယ်လို့တချို့ကလည်းတချို့သောပုံပေါ်ရပတ်သက်မှုတွေကလွယ်လွယ်ကူကူလုပ်လို့ရလို့ပေါ့နော်။အဲ့လိုမျိုးဝင်ကြတယ်။အဓိကဖြစ်စေချင်တာလူတိုင်းတော့အတံမေးဝမ်းကြောင်းလုပ်နေတယ်ငွေရဖို့လိုတယ်။ဒါပေမဲ့ဂျင်ဘတ်ကြီးနဲ့အလုပ်လုပ်တဲ့လူတို့လိုချင်တာ။ငါလိုအမားမျိုးအမားစီချင်ဘူးဆိုတာမျိုးလိုချင်တာ။ခုနကကျွန်တော်ပြောချင်တာအခုကျွန်တော် သုံးနှစ်တာဒီအမားတွေစတိုက်ကိုယ်တိုင်ကြုံပြီးလှုပ်လာရတယ်ကျွန်တော်ကအခုနီးမှန်လမ်းမှန်တည်သွားပြီကျွန်တော်ပြောင်းလဲနေတယ်သို့တော့သူများကိုပြန်တင်ပြရလာတဲ့အထိကျွန်တော်မတည်သေးဘူးဟုတ်တယ်အဲ့မဲ့ကျွန်တော်ဆက်လေ့လာမယ်ကျွန်တော်ဆက်စူးစမ်းမယ်ကျွန်တော်ပြောင်းလဲမယ်ဆိုတော့ကိုနှစ်ကနေရာမှာပေါ့နော်ကျွန်တော်ရဲ့သုံးနှစ်တာအမားကြီးကိုအဲ့သုံးနှစ်တာအမားကြီးကိုသူများကိုပြန်ပေးမှာမဟုတ်ဘူးဗျာမှန်ကန်တဲ့နီးလမ်းကိုပေးမှာဆိုတဲ့အတွက်ဒီသုံးနှစ်တာအမားကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ချိန်ကုန်ဆုံးသွားမှုအတွက်တော့ကျွန်တော်ထိုက်တင်တဲ့ငွေကြေးတော့ပြန်ယူမှာပဲอืมဒါကကျွန်တော်တို့အလောက်ကနေပေးတဲ့ငွေကြေးဗျအဲ့ဒါကိုငွေမှတ်တယ်လို့ပြောလို့မရဘူးကျွန်တော်ကြားပူးတဲ့စကားထုံးရှိရဲကျွန်တော်တို့ကကိုယ့်အလုပ်ကိုဒီဇိုင်းမှတ်မှတ်နဲ့မှန်ကန်ဆုံး professional ဆန်အောင်သာလုပ်ထိုက်တဲ့နယ်ငွေကြေးကိုပြန်တောင်းပြန်တောင်းခိုင်းကောင်းတယ်ဒါဟာမှန်ကန်တဲ့လုပ်ရပဲဗျတော်တော်များများကလည်းရှိတယ် ရှိတယ်အခုလိုမျိုးညှိလိုမျိုးသားဆိုရင်အရန်ပတ်စံရှာလို့ကောင်းတယ်အဲ body transformation လုပ်လိုက်တယ်ပေါ့နော်ကိုနီကိုဟန်ကိုယ့်အကိုလေးလာပြီးတော့တိုင်းတာတစ်ခုတည်းလုပ်လိုက်တယ်ချက်ချင်းတော့ချက်ချင်း line မှာတက်ပြီးတော့ငါအရင်တော့ကဝါနေတဲ့ပုံငါခုလက်ရှိပုံဆိုပြီးတော့ program တွေပြစ်ရအောင်နဲ့ training တွေပြစ်ရအောင်နဲ့အမျိုးမျိုးလုပ်တယ်ညှိစုံမလုပ်ဘူးဟုတ်တယ်ဒါကို transform လုပ်ခဲ့တယ်ကို buy အတိတ်တစ်ခုရှိဒါပေမဲ့တပားသူတွေရဲ့ခန္ဓာကိုယ်နားမလည်သေးဘူးအတွေ့အကြုံတွေမရှိသေးဘူးအဲ့အတွက်လေ့လာပြီးမှပြန်တင်ပေးမယ်တင်တဲ့အခါလေတန်တန်ကြီးယူမယ်သူ့ step by step လေးသွားတယ်ရင်ဘတ်ကြီးနဲ့ဒီလောကတွေဝင်လာတယ်ရင်ဘတ်ကြီးနဲ့ဝင်လာရဲဆိုပေမဲ့ကိုယ်ပိုင် experience နဲ့ရမ်းမတုပ်ဘူးပြီးအောင်မလုပ်သေးဘူးတကယ် educated ဖြစ်အောင်ရင်သင်မယ်အဲပြီးမှသွားမယ်အဲဒီလိုလူမျိုးဆိုရင်ကိုတို့ကပို့ပြီးတော့ဒါကြိုးဆိုပါတယ်တကယ်လဲလိုအပ်နေပါတယ်အနောက်ဆုံးအနေနဲ့ဘာလေးနှုတ်ဆက်စကားလေးပြောခြင်းလဲပေါ့ကိုလိုဝါနေတဲ့လူတွေကိုဘာလေးမြတ်တာစကားလက်ဆောင်လို့ပြောခြင်းလဲကျွန်တော်လိုဝါနေတဲ့လူတွေအတွက်ကိုကျွန်တော်မြတ်တာလက်ဆောင်ပေးခြင်းတာကတော့ခုနကျွန်တော်ပြောသလိုပေါ့ လုံးဝကြီးပုံစံကြီးပြောင်းမသွားဘူးဆိုရင်တော့မှကိုကြီးလေးစစ်အောင်တော့စူးစမ်းစေချင်တယ်။ဘာကြောင့်လဲကျွန်တော်ကျမ်းမာရေးအတွက်ပြောတာပါ။အင်းနံပါတ်1ကျမ်းမာရေးအတွက်ပြောတာပါ။ဟုတ်ပြီ။ကျမ်းမာရေးပြီးသွားရင်တော့အခုနကျွန်တော်ပြောတဲ့ရုပ်ရည်ပေါ့နော်။ရုပ်ရည်ပါလှချင်တယ်ဆိုရင်တော့ဆက်လက်စူးစမ်းပါ။အဆုံးစုံကြီးစူးစမ်းပါ။စူးစမ်းတဲ့နေရာမှာလဲကျွန်တော်တို့ကယူငယ်တွေဆိုတော့စူးစမ်းလေးလာကောင်းတယ်ဗျ။ပြီးတော့အခုဆိုပို့ဆိုရဲခလေးတွေအစားဒီ English scale တွေအရင်ကောင်းလို့နေကျွန်တော်တို့ထက်လည်းအများကြီးကောင်းတယ်ဗျ။ဘုကခလေးလေးဆိုတော့ကနိုင်ငံခြားတွေကြော်ပြီးလေးလာကြမှာပဲ။ဒါပေမဲ့ လေးလာတိုင်းညားဝရင်လည်းမကောင်းဘာလို့အမှမသိဘူးကျွန်တော်တို့ဖြစ်သွားနိုင်တယ်အဲ့တော့ခုနကျွန်တော်ပြောသလိုကျွန်တော်တို့လူတစ်ယောက်မှာ daily calorie intake နဲ့ calorie out range တို့အရရှိတယ်ပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့လုံးဝမတူကြဘူးဆိုတော့ကကိုယ့်အတွက် specific တီးတန့်ဖြစ်စေခြင်းနဲ့ဆိုရင်တော့တကယ်တကြွန်းတဲ့ trainer တကယ်ကြောင်းလဲပေးတဲ့ trainer စီကိုသွားပြီးတော့အော်ဘောနော်သွားပြီးတော့ training ယူဖို့ကျွန်တော်အကြံပေးချင်ပါတယ်တိတိလေးပဲကိုယ့်ရှေ့ရမျှော်လင့်ချက် ်ကို့အနာကပုံစံလေးကိုတိတိလေးပဲမြင်နေတာကျိုးသားပါကျိုးသားနေတဲ့လူတယောက်တည်းကတော့တခုခုကတော့အရာထင်ပါပဲခက်ဘယ်ရာပဲဖြစ်နေလဲကျွန်တော်တို့စီးပွားရေးပဲဖြစ်နေလေဒီခန္ဓာကိုယ်ရေးရာအတွက်ပဲဖြစ်နေလေဘာပဲဖြစ်နေလဲကျိုးသားနေတဲ့လူတယောက်တည်းကတော့တနေရရာမှာကို့အတွက်စုတခုဆိုတာတော့ရှိလို့ရှိပါတယ်နော်အဲ့တော့ကျိုးသားပါလေဗီဒီယိုလေးစောင့်နေကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုထဲမှာ အစုံတရာမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်လည်းဝမ်းမံပါမင်းရောက်ဆွေးနွေးတော့ပြီပို့အကြံပြုတိုက်တွန်းလို့ပါ